င်္ဂလာပါရှင်။တောက်လင်းထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်မှာကမ္ဘာသတင်းဌာနကြီးတွေမှာတပတ်အတွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။ယခုတစ်ပတ်တင်ဆက်ပေးတော့မယ့်သတင်းတွေကတော့ကမ္ဘောဒီးယားနဲ့တရုတ်တို့ရဲ့အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတွေစတင်တဲ့သတင်း။တီရီလင်ကဘတ်စကာမောင်းသူတွေကို AI နဲ့စောင့်ကြည့်မဲ့သတင်း။ မြန်မာအိန္ဒိယနယ်စပ်မနီပူရာမှာလက်နက်ကင်ဆယ်ဦးပြစ်ခတ်ရှင်းလင်းခံရတဲ့တဲ့အမေရိကန်ကရန်ပုံငွေမပေးတော့ရင်တခြားနိုင်ငံတွေဝင်ဖြည့်ပေးနိုင်မှာမဟုတ်ဘူးလို့ဂျာမနီနိုင်ငံသားကြီးဝန်ကြီးတတိပေးတဲ့အကြောင်းစားရိတ်စိတ်ဝင်စားဖွယ်ရာတဲ့င်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ လက်နက်ကြီးတွေစစ်သင်းမောတွေနဲ့တိုက်ခိုက်ရေးစက်ရုပ်ခွေတွေအပါအဝင်တရုတ်ရဲ့အစင်းမြင့်လက်နက်တွေပါဝင်တဲ့နှစ်နိုင်ငံအကြီးအမားဆုံးပူးတွဲစီရင်လေ့ကျင့်မှုတွေကိုကမ္ဘောဒီးယားနဲ့တရုတ်တို့ကမေလ14ရက်နေ့မှာစတင်ပြုလုပ်ခဲ့ပါတယ်။ကမ္ဘောဒီးယားဟာပေကျင်းရဲ့အမားခံမဟာမိတ်ဖြစ်နေတာကြားပြီးဖြစ်ပြီးဘီလီယံနဲ့ချီတဲ့ယင်းနှိမ့်မြုံနယ်မှုတွေကိုလက်ခံရရှိနေတာပါ။ ပေကျင်းကကမ်ဘောဒီးယားရေတပ်အခြေစိုက်စခန်းတစ်ခုကိုဒေတာရင်းအောစာပုံမလွှမ်းမိုးနိုင်ရင်အသုံးချနေတယ်လို့အမေရိကန်ကပြောပါတယ်။မေလ28ရက်နေ့အထိပြုလုပ်သွားမဲ့ပူးတွဲစစ်ရေးလေကျင်းမှုတွေမှာတရုတ်စစ်သား900နီးပါးနဲ့ကမ်ဘောဒီးယားစစ်သား1300ကျော်ပါဝင်ကြောင်းကမ်ဘောဒီးယားတော်ဝင်စစ်တပ်ကကြေညာချက်တရက်မှာဖော်ပြထားပါတယ်။ရဟတ်ရင်တွေစစ်သင်းမောတွေကင်းထောက် drone တွေတိုက်ခတ်ရေးစစ်ရုပ်ခွဲတွေအပါအဝင်တရုတ်ကအစစ်မြင့်73ပစ္စည်းတွေကို ထဲသွင်းလေ့ကျင့်သွားမှာဖြစ်ပါတယ်။နှစ်နိုင်ငံစစ်တပ်များကြားပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးဆက်ဆံရေးတွေပုံမလတ်ဆိုင်လာစေရေးနှစ်စဉ်ဆစ်စဉ်ရေးကိုပြုလုပ်တာဖြစ်တယ်လို့ကမ္ဘောဒီးယားစစ်တပ်ကပြောပါတယ်။စစ်သားအရေးအတွက်အရာရောစစ်လက်နက်တွေအရာပါယခုနှစ်ပူးတွဲစီရေးလေ့ကျင့်မှုဟာပိုကြီးမားပါတယ်။ရွှေနဂါးလိုအမည်ပေးထားတဲ့စီရေးလေ့ကျင့်မှုတွေကနေတဆင့်တရုတ်ကသူ့ရဲ့စူပါပါဝါအင်အားကိုဖော်ထုတ်ပြနေတာဖြစ်တယ်လို့ကမ္ဘောဒီးယားနိုင်ငံရေးလေလာသူဗီရက်ကပြောပါတယ်။ တီရီလင်ကာကအများအသုံးပို့ဆောင်ရေးစနစ်တွေမှာဘတ်စကားမောင်းသူတွေကိုမှတ်ညံတူ AI နည်းပညာနဲ့စောင့်ကြည့်သွားမှာဖြစ်ပြီးရင်မောင်းတွေထိုင်ကုန်ကပတ်မဖြစ်မနေပတ်ထားရမယ်လို့ဝန်ကြီးတဦးကပြောပါတယ်။ဆယ်စုနဲ့နှစ်ခုအတွင်းလူ၂၃ဦးသေဆုံးခဲ့တဲ့စိုးဝါဆုံးရင်မတော်တဆမှုဖြစ်ခဲ့ပြီးတဲ့နောက်ဒီလိုလှုပ်ဆောင်မှုစီစဉ်လာလဲဖြစ်ပါတယ်။ရင်တော်တဆမှုတွေကြောင့်နှစ်စဉ်သေဆုံးသူပြန်မြ3000ရှိတယ်။တီဗီလင်ကာရဲ့လမ်းမတွေဟာ ကဘာပေါ်မှာအဆိုးအဝါဆုံးလမ်းတွေတဲ့အပါဝင် ဖြစ်ပါတယ်။အများသောပို့ဆောင်ရေးစနစ်တွေမှာထိုင်းကုန်ကပတ်တွေမဖြစ်မနေပတ်ကြရမှာဖြစ်ပြီးဘတ်စကားတွေမှာလာမယ့်နှစ်ကစလို့စောင့်ကြည့်ရေးစနစ်တွေတက်ဆင်သွားမှာဖြစ်တယ်လို့ပို့ဆောင်ရေးဝန်ကြီးဘီလ်မော့ရက်နာယာကီကသတင်းထောက်တွေကိုပြောပါရယ်။မေလာ၁၇ရက်နေ့ကဖျားပူးတွေပြုတ်သိပ်ပြီးလိုက်ပါလာတဲ့ကားတစ်စီးကြောက်တဲ့ထိုးကြသွားပြီးတဲ့နောက်အဲ့ဒီအစီအစဉ်တွေထွက်ပေါ်လာတာပါ။ယခုလိုအပြောင်းလဲလုပ်ရတာက မော်တော်ယာဉ်မောင်းနှင်သူတွေရဲ့ယာဉ်မောင်းနှင်တဲ့အလေးချက်တွေပိုကောင်းလာစေဖို့နဲ့ဘေးကင်းရေးစံနှုန်းတွေတိုးတက်လာစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ဘီလ်မောကပြောပါတယ်။လာမယ့်နှစ်ကစားလို့ဘတ်ကားတွေမှာ AI နဲ့စောင့်ကြည့်သွားမှာဖြစ်ပြီးခရီးဝေးသွားတဲ့ကုန်ကားတွေမှာလည်းစောင့်ကြည့်စနစ်တက်ဆင်သွားမယ်လို့သူကပြောပါတယ်။နှစ်ပေါင်း20အတွင်းအဆိုးအဝါဆုံးဖြစ်ပွားခဲ့တဲ့ယာဉ်တိမ်းမောင်းမှုကိုကနအူးစုံစမ်းစစ်ဆေးရမှာတော့ယာဉ်မောင်းအမှားမဟုတ်ဘူးလို့သိရပါတယ်။ န္ဒိယနိုင်ငံမနီပူရာပြည်နယ်ချန်ဒယ်ဒေသမှာမေလ15ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့စစ်စင်ရေးအတွင်းအာသန်ရိုင်ဖယ်တပ်ဖွဲ့ကလက်နက်ကိုင်၁၀ဦးကိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့အရာရှိတွေကပြောပါတယ်။ချန်ဒယ်ဒေသရဲ့တောင်တန်းတစ်ခုမှာနှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာနယ်စပ်နဲ့အရန်နီရဲ့ဒေသလည်းဖြစ်တယ်လို့အိန္ဒိယအရာရှိတွေကပြောပါတယ်။နယ်စပ်အနီးမှာလက်နက်ကင်တွေလှုပ်ရှားနေတာကြောင့်ထောက်လန်းရေးတရင်ရရှိပြီးတဲ့နောက် အာသန်ရိုင်ဖယ်တပ်ဖွဲ့ကမေလ14ရက်နေ့ကဆက်ဆံရေးကိုစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရိုင်ဖယ်တပ်ဖွဲ့ဝင်တွေကင်းလှည့်နေတဲ့လက်နက်ကင်တွေပစ်ခတ်တိုက်ခိုက်တာကြောင့်အလယ်မြန်တုံ့ပြန်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်နက်ကင်10ဦးရဲ့အလောင်းတွေပြင်လက်နက်တွေနဲ့ခဲယမ်းမီးကျောက်တွေတင်စီရမိခဲ့တယ်လို့အိန္ဒိယစစ်တပ်ကလူမှုမီဒီယာမှာဖော်ပြထားပါတယ်။စစ်စင်ရေးဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီးလက်နက်ကင်တွေကဘယ်သူဘယ်ဝါရီဖြစ်ကြောင်းအပါအဝင် အသေးစိတ်အချက်အလက်တွေကိုဆက်လက်ဖော်ပြပေးသွားမယ်လို့အိန္ဒိယစစ်တပ်ကပြောပါတယ်။ဒီတော်တွင်မဏိပူရရှိလက်နက်ကင်တပ်ဖွဲ့အမျိုးမျိုးရဲ့တပ်ဖွဲ့ဝင်9ဦးကိုအရာရှိတွေကဖမ်းဆီးထားပါတယ်။မြန်မာနိုင်ငံထဲမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးနေဆက်အခြေအနေမငြိမ်သက်မှုကြောင့်အိန္ဒိယမှာလည်းလက်နက်ကင်လှုပ်ရှားမှုတွေပိုများလာနေပါတယ်။လက်နက်ခဲယံဖမ်းဆီးရမိတဲ့ဖြစ်ရပ်တွေပိုများလာနေတယ်လို့လည်းအိန္ဒိယအရာရှိတွေကပြောပါတယ်။ ုလသမဂငင်းချမ်းမှုထိမ့်သိမ်းရေးတပ်ဖွဲ့တွေအတွက်အမေရိကန်ကရန်ပုံငွေထောက်ပံ့ပေးနေမှုရပ်ဆိုင်းလိုက်တော့မယ်ဆိုရင်အဲ့ဒီလက်ဟာမှုကိုတခြားနိုင်ငံတွေဝင်ဖြည့်ပေးနိုင်မှာမဟုတ်ဘူးလို့ဂျာမနီနိုင်ငံသားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်ကုလသမဂ္ဂငြိမ်းချမ်းမှုထိမ့်သိမ်းရေးရန်ပုံငွေကနေအမေရိကန်နှုတ်ထွက်လိုက်မယ်ဆိုရင်အဲ့ဒီလက်ဟာမှုကိုဖြေဖို့ကျွန်တော်တို့အပြေးဝါဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ဘာလင်မျိုးရှိကုလသမဂ္ဂငြိမ်းချမ်းမှုထိမ့်သိမ်းရေးရုံးမှပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ဂျိုဟန်ဝါဒီကပြောကြားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒရက်စ်ကငင်းချမ်းရေးထိမ့်သိမ့်ငင်းချမ်းမှုငင်းချမ်းမှုထိမ့်သိမ့်ရေးတက်သားတွေဟာဝေသာရှာပါမှုပြဿနာတွေနဲ့ရင်းဆိုင်ကြုံတွေ့နေရပြီးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ပေးဖို့ကတိပြုထားတဲ့ရန်ပုံငွေတွေကိုအချိန်မီအပြည့်ဝပေးကြဖို့တောင်းဆိုထားတာပါ။မာလီ၊လဗနွန်၊ကွန်ဂိုပြည်ထောင်စုတို့မှာငင်းချမ်းရေးထိမ့်သိမ့်မှုတွေမအောင်မြင်ဘူးလို့အကြောင်းပြပြီးအင်ဘူရိုဘတ်ဂျက်ယုံက ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက်ရန်မုံငွေတွေရပ်ဆိုင်းဖို့အဆိုပြုထားပါတယ်။ဝါရှင်တန်ဟာကုလသမဂ္ဂအတွက်ရန်မုံငွေအများဆုံးထည့်ဝင် ပေးနေတာဖြစ်ပြီးတရုတ်ကဒုတိယအများဆုံးထည့်ဝင်ပေးနေတာဖြစ်ပါတယ်။တောင်လင်းထားရဲ့ International Weekly Review အစီအစဉ်ကနေမေလတတိယပတ်အတွင်းကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ ဒီစီစဉ်ကိုပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ပတ်တွေမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။